စစ်ကောင်စီက MNDA နဲ့အပြည့်ရဆိုင်ပြီးလာရှုမှပြန်အထိုင်ချနိုင်တဲ့နောက်မှာတော့ရှမ်းမြောက်ကနောက်ထပ်အင်အားစုတစ်ခုဖြစ်တဲ့ TNL ကိုအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေတာပါလက်ရှိမှာတော့ TNL ထင်းချုံရအောင်ချုံမြို့နယ်ကိုအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး TNL တပ်တွေအထိုင်ချထားတဲ့နောင်လင်ဘက်မှာတိုက်ပွဲပြင်းထန်နေတယ်လို့ AB လ28ရက်နေ့မှာဆိုရင်လဲအုံမီဘက်မှာတိုက်ပွဲတွေဆက်ပြီးပြင်းထန်နေတယ်လို့ဒေသခံတဦးကပြောပါတယ်ဒေသခံတဦးပြောပြထားတာကို TV ကနောက်ခံအတန်းထက်ဖတ်ထားပါတယ် နောင်လင်းမှာလည်းတိုက်ပွဲရှိတယ်။အဲ့ဒီဘက်ကတီယလယ်လေးဘက်ကအထိုင်ချတာလား။ဒီနေ့တော့အုံမတိဘက်မှာလည်းတိုက်ပွဲပြင်းထန်နေတယ်။လက်နက်ကြီးတန်တွေလည်းဇက်တိုက်ကြရတယ်။တိုက်ပွဲကတော်တော်ပြင်းတဲ့ပုံမှာပဲ။ရှမ်းမြောင်မှာရှိတဲ့အဓိကအင်အားစုတွေဖြစ်တဲ့ MNDA နဲ့ DNL နှစ်ဖွဲ့တည်းက MNDA နဲ့အပြည့်ရထားနိုင်တာကြောင့်စစ်ကောင်စီတို့အဓိကထိုးစစ်ဆင်ဖို့ TNL တစ်ဖွဲ့ပဲကျန်တော့တဲ့အခြေအနေပါဒီအခြေအနေကစိုးရင်စရာအနေထားလို့စည်ရေးလေလာသူတူဦးဖြစ်တဲ့စီရန်ဘိုကြီးဇင်ရောကပြောပါတယ် လက်ရှိမှာတော့အော်မတီဘက်ကိုစစ်ကူအင်အားတွေဖြည့်ထားသလိုအေဗီလာ28ရက်နေ့မှာလည်းပြင်းလွင်ဘက်ကနေစစ်ကူအင်အားတွေထပ်ပို့တာရှိတာကြောင့်စုစုပေါင်းစစ်ကူအင်အားတရားဝန်ကျင်အထိထပ်ပြီးရောက်လာနိုင်တယ်လို့စီရန်ဘူကြီးစင်ရောကပြောပါတယ်။ဟိုရင်ကလည်းအဲ့အော်မတီနားခေါ်ဘက်မှာရှိတယ်ဒါပေမဲ့အဲ့တုန်းကခြေရင်းချင်းပြန်တက်ခိုက်တက်တယ်မဟုတ်ဘူး။စစ်တပ်ကတူတို့တပ်မတော်နည်းပညာတပ်ကတူတို့အုပ်ချုပ်မှုအကြောင်းတော့ကနီးပြားတွေကိုဆွဲပို့ထားတာ။နီးပြားတွေကိုဆွဲပို့ထားတာပေါ့နော်။အဲ့လိုမျိုးအခုကတော့ခြေရင်းချင်းပြန်တက်ခိုက်အင်အားတွေထပ်ဖြည့်တယ်ထင်တယ်။ပြီးတော့ သူတို့အဲ့အုံမသိနားခေါ်ဘက်ကနေလဲစစ်ကောင်စီကနောင်ချူခွေနေဟူမရရတိုးကျင်နေတဲ့သဘောရှိတယ်။အဲ့တော့စစ်ကောင်စီကအပေါ်ကိုတိုးလို့ DNA နဲ့ထိတွေ့မှုဖြစ်တယ်လို့တော့ကျွန်တော်ကတော့သုံးသပ်တယ်ဗျာ။နောင်ချူမြို့ကို10 20ခွန်စစ်စင်ရေးကာလာ2024ခုနှစ်ဇွန်လထဲမှာ TNL နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့တာပါ။တဘာဝဘေးကြောင့်စစ်ကောင်စီဘက်ကအီဗီလာကုံထီအပြည့်ရမယ်လို့ကြေညာထားပေမဲ့ ထိုးစစ်နဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်လှုံ့ဆော်နေပါတယ်ကျွန်တော်ထပ်အောင်ပါ